ာတော့ချောင်းတပါဒီဝင်းနေမှာလာဆုံးမဲမဲနနာလိုချင်တာရကောဝဲပြီးမင်းရမွေးနေမှာ စတောင်းစကားလေးပြန်လွှင့်နေရေဒီယိုလေးပါဒီစင်ဖင်ရပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် အမတ်တရားနေ့အစီအစဉ်အားနေဒီကနေ့နိုဝင်ဘာလ22ရက်နေ့မှာဝင်းနေပြေးမြောက်ကြတဲ့ဝင်းနေရှင်တွေအားလုံးနဲ့အတူတူချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုအမတ်တရားနေ့အစီအစဉ်အားနေပြီးတော့ထုံလွှင့်တင်ဆက်ပေးတော့မှာပဲဖြစ်ပါရဲ့ရှင်။ အမတ်တရားနေ့အစီအစဉ်အားနေ့ပထမဆုံးဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ရန်ကုန်မြို့ကညမာလေးဖြိုးရည်ဒီမောင်ရဲ့ဒီနေ့မှပြင်းပြောင်းတဲ့26နှစ်ပြည့်မွေးနေ့အတွက်ကိုပောင်ဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်ညမာလေးဖြိုးရည်ဒီမောင်ရဲ့ဒီနေ့မှပြင်းပြောင်းတဲ့မွေးနေ့အတွက်ကိုတော့ရန်ကုန်တောင်ဥကလာကစမ်းမြတ်သူမေမြတ်သူတဲအီတုံမမူအေးအောင်ကျောစုခင်တို့ကပောင်ဝင်တောင်းဆိုပေးထားပါတယ်ရှင်ဆက်လက်ပြီးတော့ဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့သခိုင်းတိုင်းတောင်ညိုရွာက မြန်မာလေးဤလိုင်ဖြိုးရဲ့ဒီနေ့မှပြင်းပြောင်းတဲ့23နှစ်ပြည့်မွေးနေ့အတွက်ကိုပောင်းဝဲတောင်းဆိုပေးထားတာဖြစ်ပါရယ်။မြန်မာလေးဤလိုင်ဖြိုးရဲ့ဒီနေ့မှပြင်းပြောင်းတဲ့မွေးနေ့အတွက်ကိုတော့စကိုင်းတိုင်းကျောင်းတာရွာကမမီမီမဆုဝင်းတွင်မချင်းစုမအေးနန်းနာမဆုပုံချစ်တို့ကပောင်းဝဲတောင်းဆိုပေးထားပါရယ်ရှင်။ဒီနေ့မှဝင်းနေပြင်းပြောင်းတဲ့ရန်ကုန်မြို့ကညီမလေးဖြိုးရဲ့ဒီမောင်နဲ့စကိုင်းတိုင်းတောင်ညိုရွာကညီမလေးဤလိုင်ဖြိုးတို့ရဲ့မွေးနေ့အတွက်ကို အမတ်တရားနေ့အစီအစဉ်အနေပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးကြပါရစေ။ဒီနေ့မွေးနေ့ရက်မြက်လေးမှာအသားရပျော်ရွှင်ပါစေ။ဘဝတစ်လျှောက်လုံးမှာအသားရပျော်ရွှင်အေးချမ်းပါစေ။မိဘကိုအလုပ်ကျွေးပြုနိုင်တဲ့သမီးလေးမလေးတွေဖြစ်ပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးလိုက်ပါရစေ။မတရားနေ့အစီအစဉ်အားနဲ့အခုနောက်ဆုံးဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ နေပြည်တော်မှာနေတဲ့တမီးလေးတင်းတင်းဝင်ရဲ့ဒီနေ့မှပြင်းပြောက်တဲ့ကိုနှစ်ပြည့်ဝင်နေအတွက်လေးကိုပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။တမီးလေးတင်းတင်းဝင်ရဲ့ဒီနေ့မှပြင်းပြောက်တဲ့ဝင်နေအတွက်ကိုတော့ချစ်ဖေဖေဦးမိုးကျော်ချစ်မေမေဒေါခင်တနာဆိုးတို့ကနေပြီးတော့ပါဝင်တောင်းဆိုပေးထားပါတယ်ရှင်။ဒီနေ့မှဝင်နေပြင်းပြောက်တဲ့နေပြည်တော်ကတမီးလေးတင်းတင်းဝင်ရဲ့ဝင်နေအတွက်ကိုအမတရားနေ့အစီအစဉ်ကနေပြီးတော့ဝင်နေစုမုံကောင်းလေးတောင်းဆိုပြုပေးကြပါတယ်ရှင်။ Happy birthday ပါမိမိလေးရေ။ ပန်းခင်းတဲ့လမ်းတွေကိုပဲရှောင်နိုင်နိုင်ပါစေ။မိသားစုအပေါ်မှာလည်းတီးတက်နားလဲပြီးတော့အလို့ကျွေးပြူနိုင်ပါစေ။အနာဂတ်မှာထုံးလေးတောက်ပါမဲ့ကျေပွင့်လေးဖြစ်ပါစေလို့မွေးနေ့စုမုံကောင်းလေးတောင်းစုပြုပေးလိုက်ပါရနော်။ အမတ်တရားနေ့အစီအစဉ်မှာမွေးနေ့ရှင်တွေအတွက်ပအဝင်တောင်စုပေးထားတာတွေကိုထုတ်လွှင့်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ချစ်သူဆုံးတွင်မင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပအဝင်တောင်စုပေးထားတာတွေကိုထုတ်လွှင့်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။ ကျေးဇူးဆောင်တွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့မြေကြီးနောက်မှနေတဲ့ကိုနေဝင်းပဲဖြစ်ပါတယ်။သူကတော့သက်ဆိုင်သူခင်တနာနဲ့ဒီနေ့မှပြင်းပြောက်တဲ့လင်းနှင်းနဲ့ကိုလာပြည့်ချစ်သက်သက်အတွက်ကိုကိုရိုင်းမဲပါဝင်တောင်းဆိုထားပါတယ်။သက်ဆိုင်သူတို့စကားလက်ဆောင်လေးရတော့အခုလာမယ့်နှစ်လပိုင်းမှာတဲ့ရွှေလက်တွန်းနိုင်မှုအတွက်ကြိုးစားနေပါတယ်။တရားဖို့တရားနားလည်မှုများစွာနဲ့ရှေ့ဆက်ချစ်သွားကြမယ်ဆိုပြီးစကားလက်ဆောင်လေးပါပေးထားပါတယ်ရှင်။ ဒီနေ့မှနှစ်ပတ်လည်ပြင်းပြောင်းကြတဲ့ချစ်သူစုံတွဲတွေအားလုံးပဲဒီနေ့နှစ်ပတ်လည်လေးရနေစပြီးတော့နောက်နှစ်ပေါင်းများစွာထိချစ်ချင်းများစွာနဲ့လက်တွဲသွားနိုင်ပါစေကျောင်းတော်သမ ्या အခက်အခဲအတားအဆီးတွေကိုလည်းအတူလက်တွဲပြီးတော့ဖြေရှင်းနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ပရိသတ်တွေအားလုံးအခုနာဆင်ခဲ့ရတဲ့အစီအစဉ်ကတော့အမတ်တရားနေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ရှင်။အမတ်တရားနေ့အစီအစဉ်ကို၄၀မိနစ်၉နိုင်ဝင်းကျင်အချိန်တိုင်းမှာထုံးတွင်တင်ဆက်ပေးနေရပဲဖြစ်ပါတယ်။ ။တစင်းအဖွင့်ပရိသတ်တွေအားလုံးကအမှတ်တရနှစ်အစည်းအဝေးမှာကိုရဲချစ်သူခင်သူတငယ်ချင်းမိတ်ဆွေတွေရဲ့မွေးနေ့တွေနဲ့ချစ်သူဆုံးတွေ့မင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးခြင်းနဲ့ဆိုရင်တော့နေ့စဉ်နေ့လယ်တနာရီကနေ့နှစ်နာရီအတွင်းဖုန်းနံပါတ်3936392 6936နဲ့399 999 999တို့မှာ၃ရက်ကြိုတင်ပြီးတော့ပါဝင်တောင်းဆိုပေးနိုင်ပါတယ်ရှင်။ နာစင်အပိခဲကြတဲ့သစဉ် FM ပရိသတ်များအားလုံးပဲတောင်ရပျော်ရွှင်မွေကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေရှင်။